ါကြီးလေညမဒီနေ့ဒီဒဲဘွားဘောင်းမီလေဘောင်းမီပုံလေးကိုညပြပေးမယ်ချုပ်လဲချုပ်ပြပေးတိုင်းလေးရကြတော့တင်ရ34အရှိရ35အဲ့မှာဘောင်းမီချုပ်မယ်ဆိုရင်တင်ရုံ3တယ်တင်ရဘယ်လောက်လဲဆိုရင်တင်ရုံသိချင်တင်ရ34တင်ကို၄နဲ့စားမယ်၄၈၄၃၂နှစ်လက်မကျွင်းတော့၄စိတ်ပြီးလို့ရှိရင်ဒီပေါင်း အပွားစာကို၄လက်မှပေါင်းမယ်12လက်မှနဲ့၄စိတ်နဲ့တင်ုံထားမယ်ကွာကွာဆိုလို့ရှိရင်ကွာဘယ်လောက်လဲဆိုလို့ရှိရင်တင်ကို3နဲ့စားမယ်ကွာကြတော့3နဲ့စားတော့3တလီ73တလီ33 71လက်မှနဲ့နှစ်စိတ်ထားပေးလိုက်မယ်နော်အဲ့ဒါပြီးလို့ရှိရင်သူကကြတော့ကွာကိုအရင်မရှိချင်းနှစ်ခွဲပဲပေါင်းမယ်ပုံမှန်3လက်မှပေါင်းလို့ရတယ်ဒါမှမဟုတ်3လက်မှပဲပေါင်းလိုက်တော့မယ် 23နဲ့20နောက်အရှိအရှိကိုကြတော့အရှိရ35အရှိ35ကိုလေးလက်မပေါင်းမယ်39နဲ့ဆွဲရမယ်အဲ့ဒါတင်တင်ရ12နဲ့40နော်12နဲ့40ဂွားကကြတော့14ခွဲဒီမှာ14ခွဲ12 40ခွဲကိုပေါင်းခတ်မယ် ဒီကလို့ရှိရင်အရှိအရှိရကြတော့၃၂9 78 36 79 80တော့လည်းမပောင်းရင်39ဒီမှာလဲအောက်ခြေမြင်းလေးတစ်ခုဆွဲထားမယ်ဆက်နှစ်နဲ့လေးစိမ့်နဲ့ပြီးလို့ရှိရင်ဘွားကိုကြတော့ဒီဘက်ဘေးကို နှစ်လက်မကွဲဝင်မယ်သုံးလက်မှအထိဝင်လို့ရတယ်နှစ်လက်မကွဲပဲဝင်နှစ်လက်မကွဲဝင်ပြီးတော့မြင်းတစ်ချောင်းဆွဲမယ်နော်ဒါဆိုရင်ဒီနေရာကခါးမြင်းဖြစ်သွားပြီဒီနေရာတင်ဖြစ်သွားပြီဒါခွအောက်ခြေကနေပြီးတော့ပထမလက်မတက်မလဲဆိုရင်လေးလက်မလောက်အခုကတော့လေးလက်မလောက်တက်ဖြစ်တယ်နော်လေးလက်မလောက်တက်မယ်တက်ပြီးလို့ရှိရင်ဖောက်လိုက်ဒီခွာလေးကိုဆွဲလိုက် နော်ဒီကတော့နှစ်ခွဲပဲဝင်ပြီးတော့အပေါ်တော့လေးလက်မလောက်ထိတက်ပြီးဒီလိုရှိရင်အောက်ချင်နဲ့ဆက်အောက်ချင်မြင်ရမလားလောက်မှရှိသေးခြင်းလဲဆိုတော့ဒီကောင်ကမလောက်ကျန်မလဲဆိုတော့၁၀ခွဲကျန်တယ်အောက်ချင်ကိုခါမြင်တိုင်းပဲကျန်ခြင်းလဲ၁၀ခွဲ တော့ဒဲပွားတိတ်မဖြစ်နော်ခြေကိုတိမ်လိုက်လို့ရှင်ဒဲပွားမကြဘူးချီလို့မကောင်းအားကြောင့်မို့အောက်ခြေကိုဒဲဒဲလေးပဲဆင်းသွားမယ်ဒီလိုအောက်ခြေကိုကားချင်တယ်ဆိုရင်တော့ပိုကားလို့ရတယ်နော်အောက်ခြေကဘာအတိုင်းလဲဆိုတော့တင်အတိုင်းနဲ့လည်းသွားတော့မယ်နော်ခါအတိုင်းနဲ့သွားရင်ရိုးပါမှုပုံမှန်ဖြစ်သွားမယ်သူကဒဲပွားလေးဖြစ်ချင်တော့အောက်ခြေကိုလည်းတင်အတိုင်းနဲ့သွားပြီးတော့ဒီပုံစံလေးပြန်ရတယ်ဒီလိုရှင်ဘာလုပ်ထားလဲဆိုတော့သူကအပေါ် ခါတဝက်မှာနှစ်ဖက်ပြားနဲ့ဆက်ထားတယ်ဘလောက်မှလှမလဲဆိုနှစ်ခွဲလောက်မှလှအဲ့ဆိုတော့နှစ်ခွဲလောက်မှနှစ်ဖက်ပြားလေးဆက်ဖို့အတွက်ဒီနေရာကိုဆက်လိုက်မယ်ဒီဘောင်းမီရတာခေါင်ရိုးတွေနဲ့ပဲဆွဲမှာဒီနေရာလည်းခေါင်ရိုးနဲ့ပဲရှိရဒီလိုဖြတ်တဲ့ခါကျရင်ဒီအပြားတိုင်းကိုအောက်ကိုလေးစိတ်ပူရမယ်ဒီအနေနဲ့ပြန်ဆက်ဖို့အတွက်ကိုလေးစိတ်ပူရမယ်ဒါလေးတော့ညှက်ပေးရမယ်ဒါတစ်ပိုင်းဒါတစ်ပိုင်းညှက် နော်ပိတ်စလေးရခေါင်ရိုးလေးနဲ့နော်ဒီမှာကဒီထိတ်ကလည်းခေါင်ရိုးနဲ့အပေါ်ကလည်းခေါင်ရိုးလေးနဲ့ဟုတ်ဒီမှာတချမ်းစာဒါမျိုးလေးနှစ်ခုညှက်မှာခေါင်ရိုးနဲ့ဒီလိုပြန်လေးနှစ်ခုညှက်မှာနော်ဒီကောင်ပိတ်ခခိုက်လေးဆိုနည်းနေလို့ဆက်ထားဒါမျိုးလေးနှစ်ခုညှက်မယ်အောက်ခြေရကြတော့ဒီပုံစံလေးအတိုင်းပဲဆက်ကနေစိတ်ပုံပြီးတော့ အစ်စာလေးကိုပြန်ပေးမယ်ဒါကအပေါ်ဆက်ကလေးအတွက်ဒါကအောက်ဆက်ကလေးအတွက်နဲ့အောက်ခြေရဲ့အောက်နားလေးကိုနှစ်စိတ်ကနှစ်စိတ်အသေးလေးနှစ်စိတ်နဲ့နောက်ထပ်6စိတ်လောက်နဲ့ခောက်ပြီးတော့အနားလေးကိုခောက်ထားမယ်။ကဲဘောင်းမီကွာလေးကိုစပြီးတွေ့မယ်။မလှခြင်းမျက်နှာချင်းဆိုင်ပူပြီးတော့ဘေးကို၄စိတ်လောက်ချက်ပြီးတော့တွေ့မယ်စတွေ့မယ်။အမှပြီးတပြားစာနင်းမယ်။ ေးကို၄စိတ်လောက်ဆုံးတယ်ဘေးကို၄စိတ်ထုတ်ပြီးတော့ပိပိစနှစ်ခုကိုမလှခြင်းမျက်နှာကိုလိုက်ပြီးတော့ချုပ်ချောင်းအလှပေါ်မှာလည်းရှိမယ် ဖြတ်ပြီးရင်ပြန်ဖြတ်ပြီးတော့အခုထုတ်ထားတဲ့လေးစိတ်လေးကိုအထဲကိုသွင်းပြီးတော့တချောင်းပြန်နှင်းဒါနှစ်ပေတက်လေးဖြစ်သွားတယ်လောက်ဝယ်ပြပါအင်းကွာကဲအခုဘုန်းနေကွာကိုချုပ်ပြီးသွားပြီဆိုရင်အောက်ခြေကိုချုပ်စား6စိတ်လောက်နဲ့ညှိနေလိုက် အောက်ခြေတောင်းချောက်ကိုအောက်ချောက်ဆင်းနေနေမယ်ပြီးရင်တော့သူ့ကိုတော့ဓာတ်ဆက်ပဲဆွဲမယ်ရပြီချာအခုရှေ့ချမ်းနောက်ချမ်းနှစ်ချမ်းရဲ့အပေါ်ဆက်ကလေးနှစ်ခုကိုပြန်ပူးမယ် ဒီအပေါ်ခါဆက်ကနံပါတ်ပြားလေးကိုတချမ်းကိုခောက်ထားမယ်နော်ဒီတပြားစာလေးခောက်ပြီးတော့ဒီအပေါ်အချားလေးရလို့လည်းဒါမှစိတ်ကြောင်းလို့အများကြီးမဖြစ်ဘဲနဲ့ဒီတော့နောက်ဆုံးလို့အလဲတဲ့ကိုဆက်ပြီးသွားပြီဆက်ပြီးသွားရခြင်းအဲ့ခောက်ရလေးအဲ့လေအောက်ကိုဒီတပြားစာလေးကိုတချောင်းခောက်ထားမယ် ောက်တယ်ပဲမဟုတ်တယ်ကြော်လည်းတစ်ခုကြောက်တော့ထောင်းမီရဲ့အပေါ်ဆက်နဲ့တွဲမယ်ဘောင်းမီရဲ့အောက်ချစ်ရဲ့မလမလပေါ်မှာဒီယူနင်းနဲ့အပေါ်ဆက်ကလေးရဲ့အလှနဲ့ပူလိုက်ပြီးတော့တလက်မခွာအနေစနေမယ်အပေါ်ဆက်လေးကိုတလက်မခွာအနေစထွက် Hello Mia. Hello. အခုဒီနေရာနှစ်ခုစုံမဲ့နေရာလေးရောက်လို့ရှိရင်ချုပ်စာ၃စိတ်လောက်နဲ့နော်အောက်နဲ့ကြိုက်ပြီးတော့ပေါ့ကွာဒီမှာ၃စိတ်လောက်ပဲပုံတော့၃စိတ်လောက်နဲ့ဒါလေးကိုပိတ်နေမယ်ပြီးရင်အကုန်လုံးပက်လက်ဆက်လိုက်မယ် သေးသေးလောက်ပါဟုတ်ကျုပ်စာ3စိတ်လောက်ကိုပုံလို့ပုံလို့ပြန်ပါလို့တကယ်လို့ဒီနေရာမှာအများကြီးပုံတယ်ဆိုတော့ပုံတဲ့လောက်ကိုနေပြီးတော့အောက်ချင်လဲကိုက်ပြီးတော့တွေ့ရမှဒီအောက်စီအကြံလေးနဲ့ဒီပုံစံနဲ့ကိုတွဲလိုက်ရင်ပြီးသွားဒီလိုဘလောက်ဖြတ်ကမယ်ဆိုတော့ပြောပြမယ်ဒါခောက်ယူတိုင်းမယ်နော်။ဘောင်းမီတခွင်းစာလုံးဒါမှ78 90နော်။ 20ဆိုတော့ချုပ်စာတလက်မှပေါင်းပြီးတော့20တလက်မှနဲ့ဆိုရင်တေးကျုပ်ထပ်ဖို့လေဆက်ရှင်20မြန်ခုထပ်ပြီးတော့အခုနပုံထားတဲ့တလက်မှပေါ့နော်အဲ့ဒါကိုနှစ်ခုထပ်ပြီးတော့တွဲထိုင်မယ်ဆက်ကြောင်းလို့နည်းနည်းထားနေတယ်ပြုတ်ဆောက်သွားမှာဆိုတေးကျုပ်ကို ဒီဒီမင်းကအတိကပြန်ပြီးတော့ချိုးချမှာနိဒီကြားထဲမှာတေချိုးကိုထားပြီးတော့ဒီရဲ့ချုပ်စာကဒီချုပ်စာပုံကိုပြန်ဖိပြီးတော့တေချိုးကိုထည့်ပြီးတော့နင်းသွားမယ်တေချိုးအပြားသူ့ထက်ချင်းရင်တော့ပူလှတယ်နော် ကဲအခုတေချိုးပြားလေးကိုမလိမ်အောင်လို့တချောင်းဖိနေရမယ်နော်ဒီထိတ်ကိုတေချိုးအညီထားပြီးတော့တေချိုးရဲ့အဆက်နာကနေပြီးတော့တချောင်းနှင်းသွားမယ်ဆောက်ဆွဲပြီးနင်းသွားမယ်အတွုံးမထက်နေရင်တေချိုးတွေအားဟိုနေဖြစ်ကုန်ဘယ်လိုလဲဘယ်လိုမကောင်းလဲဒီမှာအလဲเจ้าမှာကြာဒီမှာအလဲเจ้าနှစ်เจ้าပတ်မှာလဲဒီမှာ ကွာပေါ့ကွာရဲ့ချုပ်ရိုးเจ้าနှစ်เจ้าကိုအညီထားမယ်အညီထားပြီးရင်ဒီလိုခြောက်ချလိုက်ပြီးဆိုလို့ရှိရင်ဒါခါကြိုထဲမှာနေရာရပြီဒီဘက်ဒီအစုံလေးနော်ဒီနေရာလေးမှာခါကြိုထဲဒီဘက်တစ်ဖက်မှာလည်းခါကြိုထဲတယ်ချိုးပြချင်းကိုကောင်းလေအခုဒီဘောင်မီလေးချုပ်ပြီးသွားပြီဘောင်မီရဲ့ခါကြိုလေးကပိတ်တခိုက်တဲ့နဲ့ဘောင်မီကိုချုပ်ကတော့ပိတ်စမလောက်တဲ့အတွက်ခါကြိုကသူသိသိဖြစ်သွားတယ်ကျန်တာတော့ဒီပုံစံလေးနဲ့ချုပ်လို့ရတယ်